ရုံးနဲ့ရိုက်ထားတဲ့ဗီဒီယိုတွေကဂယ်မာကီမုံတိုင်းကြောင့်ပျက်စီးသွားခဲ့တဲ့အခြေအနေအချို့ကိုပြသနေပါဗျ။မုံတိုင်းပြီးတဲ့နောက်မှာတော့ဒေသခံပြည်သူတွေဟာပျက်စီးသွားတဲ့အပျက်စီးတွေကိုရှင်းလင်းပြီးတေဆုံသွားသူတွေအတွက်ဝမ်းနည်းပူဆွေးနေကြရပါတယ်။လီလိုအန်မြို့နယ်ကမြို့သမီးတူဟာရေကြီးမှုကြောင့်သူ့ရဲ့ညီမကိုဆုံးရှုံးခဲ့ရပါတယ်။စိတ်ပိုင်းဆိုင်ရာမတန်ဆွမ်းတဲ့ကျမရဲ့ညီမလေးကသူ့အခန်းထဲမှာရှိနေခဲ့ပါတယ်။ကျမတို့တကားကိုဖွင့်ဖို့ကြိုးစားခဲ့ကြပါတယ်။တကားကမပွင့်ပါဘူး။မိဖို့ကြောင့်သုံးတာနဲ့ တဏီရင်းတွေနဲ့ဖွင့်မှုစ조사ခဲ့ကြပေမဲ့လည်းမရခဲ့ပါဘူး။ကျမတကားကိုထိုးဖွင့်မှု조사ခဲ့ပါတယ်။ဒါပေမဲ့မပွင့်သေးပါဘူး။ရေရီတော်တော်မြင့်တက်လာပြီးကျမတို့ခေါင်းတွေကိုကြော်လွန်သွားတဲ့အထိ조사ခဲ့ကြပါတယ်လို့သူမကပြောပါတယ်။ရေကြီးမှုကြောင့်စီဝူးပြည်နယ်တစ်ခုလုံးရေလွှမ်းမှုခဲ့ပြီးနေအိမ်များပြန်ပြက်စီးခဲ့ရပါတယ်။အာနာပိုင်တွေအနေနဲ့မုံတိုင်းအန်ဒီရဲ့သတိပေးချက်ကိုပို့ပြီးအလေးထားဆောင်ရွက်တဲ့လို့ဒေသခံတွေကပြောကြပါတယ်။ကျွန်တော်ထင်တာကတော့ဒေသခံအစိုးရကတကယ်ကိုအားနည်းခဲ့ပါတယ်။ ကျွန်တော်တို့မပြင်ဆင်နိုင်ခဲ့ရပါဘူး။အ ਨੇ ဆုံးတော့သူတို့သတိပေးခဲ့တဲ့မှာလေ။အဲ့ဒါဆိုရင်ကျွန်တော်တို့ပြင်ဆင်နိုင်ခဲ့မှာပါ။လူသေဆုံးမှုတွေကိုရှောင်ရှားနိုင်ခဲ့မှာပါ။အခုတော့လူတွေအများကြီးသေဆုံးခဲ့ရတယ်ဆိုတာကျွန်တော်သိပါတယ်လို့ဒေတာကန်တူကပြောပါရယ်။ဖိလစ်ပိုင်နိုင်ငံမှာစူးစူးရွံ့ရွံ့ပြည့်စည်ဆုံးရှုံးခဲ့ပြီးတဲ့နောက်ကယ်မာကီမုန်တိုင်းဟာ BNN ဘက်ကိုဆက်လက်ဦးတည်နေပြီး10မီတာအထိမြင့်တဲ့လှိုင်းတွေဖြစ်ပေါ်နိုင်တယ်လို့အာနာပိုင်တွေကထုတ်ပြန်ထားပါရယ်။ဒီဒေတာဟာမုန်တိုင်းတဲ့အကြောင်းမကြာခဏခံရပါရယ်။ ဖိလစ်ပိုင်မာဒီယာဒီအတွင်းမုံနိုင်အလုံး20လောက်တွေ့ကြုံခဲ့ရပြီးနှစ်ကုန်ပိုင်းမှာနောက်ထပ်3လုံး9နေ5လုံးလောက်ထပ်မံကြုံတွေ့ရနိုင်ပါတယ်လို့ခန့်မှန်းထားပါတယ်။လက်ရှိမှာလည်းဒီထက်ပိုပြီးအားပြင်းနိုင်တဲ့နောက်ထပ်ဖန်နန်ကွန်ပူပိုင်းမုံတိုင်းတစ်ခုဟာလည်းဖိလစ်ပိုင်နိုင်ငံစီကိုဥတီရွေးရှားလာနေပါတယ်ရှင်။ ဘူရူနီကထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ရိုးရာလိုင်းကထုံအင်းမျိုးပွဲတော်မှာတနိုင်ငံလုံးကထိုင်းပြည်သူတွေပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ဒီပွဲတော်ဟာရေနက်ဖျားမားရဲ့ဂျေဇုတော်ကိုဖော်ပြတဲ့ပွဲတော်ဖြစ်ပါတယ်။ဒီနေ့လိုင်းကထုံပွဲတော်ဟာထိုင်းပြည်မေရော်ဂျီသီရိခိနဲ့ရွာဆန်ခဲ့ချိန်နဲ့တိုက်ဆိုင်ခဲ့ပါတယ်။မေရော်ဂျီသီရိခိဟာပြီးခဲ့တဲ့လနောင်ပိုင်းကတတ်တော်63နှစ်အရွယ်မှာနဲ့ရွာဆန်ခဲ့တာပါ။လိုင်းကထုံပွဲတော်အတွင်းမှာ ထိုင်းပြည်သူတွေဟာပန်းတွေ၊နတ်သက်ဖြူတွေ၊ဖျောင်းနိုင်တွေထည့်ထားတဲ့ကထိန်ချင်းလေးတွေကိုမိစက်ရမြေချောင်းအင်းအိုင်တွေမှာရေးမျောချကြတာပါ။ဘုံမနော့ဒီပွဲတော်မှာမီရှူမီပန်းတွေတီဆိုကခုံပွဲတွေပါပါဝင်ပေမဲ့ဒီနှစ်မှာတော့အဲ့ဒါတွေကိုမြန်မြန်ဆဆမလုပ်ခဲ့ကြပါဘူး။ဘန်ကောက်မြို့ကနမကျော့ရေကန်ဘေးဈေးဝယ်စင်တာတခုမှာတော့နေရဝင်းစင်လာကြတဲ့ဧည့်သည်အများပြားဟာ ဓမနစ်ငိန်သက်ပြီးမဲတော်ကြီးအတွက်အောက်မေဝယ်ခန်းသားကိုကျင်းပခဲ့ကြပါတယ်။ထိုင်းရွာပိုးတဲ့ဝစ်ဆုံဖက်ရှင်ရှိုးပွဲတစ်ခုကိုလည်းကျင်းပခဲ့ပါတယ်။မဲတော်ကြီးသီရိခေဟာရှင်းလက်စင်းရဲနွမ်းပါမှုကိုတိုက်ဖြတ်ဖို့နီလန်တစ်ခုဖြင့်ဒီထိုင်းရွာပိုးတဲ့လုပ်ငန်းကိုတက်တက်ကြွကြွမြင့်တင်ခဲ့သူလည်းဖြစ်ပါတယ်။ ปีนี้ก็เป็นปีดาฮาท้ายปีတွေအတွက်ကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုပါကျမတို့ဟာမေတော်ကြီးနဲ့ရွာဆန်ခဲ့မှုအတွက်ဝမ်းနဲ့ပူဆွေးနေကြရပါတယ်ဗန်ကထုံရွာပွဲတော်မှာထိုင်းရွာဝစ်စုံတွေဝစ်ပြီးရေမျောရတာဟာမေတော်ကြီးနဲ့ရွာဆန်ခြင်းဝမ်းနဲ့ကြေကွဲမှုကိုခေါ်ပြပုံလေးတစ်ခုလို့မြင်ပါတယ်လို့ရေမျောပွဲတော်ကိုလာရောက်တဲ့ထိုင်းပြည်သူတို့ကပြောဆိုပါတယ်ရှင် ော့စ်အန်ဂျလိစ်ကဒီအစားအစာဖြန့်ဝေရေးဌာန Food Bank မှာတော့မိသားစုတွေဟာသူတို့မှာကြမ်းရှိနေသေးတဲ့ဒေါ်လာတိုင်းကိုချွေတာသုံးဆွဲဖို့ကြိုးစားနေကြရပါတယ်။ပထမဆုံးအနေနဲ့စိတ်ပူပန်ရပါတယ်။ဘာလို့လဲဆိုတော့ဘယ်လိုဖြစ်လာမယ်ဆိုတာမသိတော့ကိုယ့်ရဲ့ရှိပေးသားဝင်ငွေအသင့်အတင့်လေးကို နောက်တစ်ခါဘတ်ဂျက်ထပ်လျှော့ဖို့ကြိုးစားရပါတယ်။လက်ရှိအမေရိကန်အစိုးရလုပ်ငန်းတွေရယ်ဆိုင်ထားတာကြောင့်အမေရိကန်နိုင်ငံသား52တန်းလောက်ဟာ ူတို့ရဲ့အရေးပါတဲ့လစဉ်ရိတ်ခါကူပွန် food stamp အကျိုးခံစား권တွေမရပဲဖြစ်နေပါဗျ။ဒီအစားအစာဖြန့်ဝေဌာနကနေစားသုံးသူတွေကိုဒေါ်လာ90တင်းနဲ့စားစရာအပြည့်ပါတဲ့တွန်းလှဲတစည်းစာကိုပေးပါတယ်။ဒီနေ့အတွက်တော့အရန်ကိုအရေးကြီးပါတယ်။ဥပမာတယောက်ယောက်ကကျမကိုကုန်ဆောင်အတွက်ဒေါ်လာ90ပေးပြီးကူညီခဲ့ရင်တော့မှခုလက်ရှိကုန်စည်နှုန်းနဲ့ဆိုရင်အသာဒါမှမဟုတ်တခြားပစ္စည်းတွေကိုဒီလောက်အများကြီးရနိုင်မှာမဟုတ်ပါဘူး။ ခုဆိုရင်ကျမတို့မှာခရမ်းသီးတွေဖယုံသီးအမျိုးမျိုးတွေခရမ်းချင်သီးတွေရှိပါတယ်မာရီယာလိုစေတနာဝန်ထမ်းတွေဟာအလူပစ္စည်းတွေကိုစီစစ်ပြီးလေယာထွက်ကုန်တွေကိုဝေငှပေးနေပါတယ်သူဟာ၄နာရီကြာလှုပ်လှုပ်ပေးတဲ့အတွက်ရိတ်ခါထောက်ပံ့မှုအကူအညီအချို့ကိုလည်းလက်ခံရရှိပါတယ်ဒီချိန်ကာလဟာတကယ်ကိုခက်ခဲနေပါတယ်။ဒါကြောင့်ကျမကလည်းကူညီခြင်းလို့လာပြီးလုပ်ပေးနေတာပါ။ဒါပြင်သူတို့ကကျမကိုစားစရာတွေပါတဲ့ချင်းနှောင်းကိုပေးပါတယ်။ဒါကြောင့်ဒါဟာကျမအတွက်ရောကျမမိသားစုအတွက်ပါအများကြီးအကူအညီဖြစ်ပါတယ်။ နွေမာလာစပိုင်းမှာဧခါကူပွန်ဝေပေးချင်မှုတွေရဆိုင်သွားပြီးနောက်ပိုင်းမှာအစားအစာလိုအပ်ချက်ဟာနှစ်ဆတိုးလာပါတယ်လို့စားစာဖြန့်ဝေဌာနကပြောပါတယ်။မန်နေဂျာတွတ်တော့ဒီတာဝန်ဟာသူ့အတွက်တကူရေခန်းစားချက်ပါတဲ့တာဝန်တစ်ခုဖြစ်နေပါတယ်။ဒီမိသားစုအတွက်စားစရာတွေရအောင်ပတ်မိုးပေးဖို့ပါပဲ။သူတို့ရဲ့အခြေအနေကိုလည်းကျွန်တော်ခန်းစားလို့ရပါတယ်။ဘာလို့လဲဆိုတော့ဒီလိုအခြေအနေမျိုးကျွန်တော်လည်းကြုံခဲ့ပူပါတယ်။ကျွန်တော်လည်းဧခါကူပွန်နဲ့တစ်နှစ်ခွဲနှစ်နှစ်လောက်ဒီထက်မကကြာကြာနေခဲ့ရပူပါတယ်။ ဖရဲကြားသူကြီးတဦးရဲ့မိချမှတ်မှုရခြေခံရိက္ခာအတွက်ငွေထောက်ပံ့မှုကိုတစိမ့်တစ်ပိုင်းပြန်လည်လုံဆောင်ပေးမယ်လို့ Trump အစိုးရကပြောပါတယ်။ဒါပေမဲ့မိသားစုအများစုဟာဒီငွေကိုမရခင်နောက်ထပ်နှစ်ပတ်အထိစောင့်ဆိုင်းရဖို့ရှိပါတယ်ရှင်။ အင်္ဂါနေ့ညနေကကင်တက်ကီပြည်နယ်လူဝစ်ဘီမျိုးလေးစိတ် အတက်မှာပြက်ကျခဲ့တဲ့ UBS ကုန်တင်လေယာဉ်ပြက်ကျမှုမှာသေဆုံးသူအနည်းဆုံး12ဦးအထိဒုလာပြီးဒါဇင်ကျော်တရားရရှိခဲ့ပါတယ်။ဒီကြောင်ကျွမ်းကျင်သူတွေကတော့လေယာဉ်ပြန်တက်ချိန်အင်ဂျင်တစ်လုံးချို့ယွင်းပြီးနောက်တစ်လုံးလည်းထိခိုက်ပျက်စီးခဲ့ရတယ်လို့ယုံကြည်ကြပါတယ်။လေယာဉ်ပြက်ကျရခြင်းအကြောင်းရင်းကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ရုတ်တံမတန်းတွေမှာတော့လေယာဉ်ပြန်တက်ဖို့ကြိုးစားနေစင်မှာပဲ ။လေရင်ပေမဲ့တောင်မန်တစ်ဖက်မီးလောင်နေတာကိုမြင်ရပါတယ်။အဲ့ဒီမီးကနေလေရင်ဒဇင်လုံးကိုပြန့်နှံ့ပြီးပေါက်ကွဲခဲ့တာဖြစ်နိုင်တယ်လို့လေရင်နဲ့မြေပြင်ပေါ်ကတခုခုနဲ့တိုက်မိပြီးမီးလောင်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။အဲ့ဒီလေရင်ပြေကျမှုကိုစုံစမ်းစစ်ဆေးနေတဲ့ American သံယူပို့ဆောင်ရေးဘေးကင်းရေးဘုတ်ဖွဲ့ NTSB ကတော့ဒီစိတ်က CCTV မှတ်တမ်းတွေကိုရယူနိုင်ခဲ့ပြီးအဲ့ဒီမှတ်တမ်းတွေမှာလေရင်ပြန်တက်နေစဉ်ဘဘက်အင်ဂျင်ကတောင်မန်ကနေပြုတ်ကျသွားတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ NDSB ရရှိ .mn ကတော့လေယာဉ်မှုတန်ဖန်ဆက်နဲ့လေယာဉ်ပြန်သမှုမှတ်တမ်းတင်ဆက် Black Box တို့ကိုလည်းပျက်စီးတွေကြားကနေပြန်လည်ရှာဖွေ တွေ့ရှိခဲ့ပြီလို့ပြောပါရယ်။ထင်ရှားမှုတစ်ခုကတော့ DMD 11 Jet လေယာဉ်ပေါ်မှာ လေယာဉ်စီးကားလန်38000လီတာပေါင်း34000ဖြစ်ထားပြီးပောက်ကွဲမိလာမှုပုံမပြင်းထန်ခဲ့ပါရယ်။မီရောက်တွေဟာလင်းပြင်းလန့်အပြင်ဘက်ကအဆောက်အုံတွေကိုပါအလျင်အမြန်ကူးဆက်သွားပြီးနိုင်ပေါင်းများစွာကြာအောင်လောင်ကျွမ်းနေခဲ့တာပါ။ ဒီလူဝီဘီမိုဟာမက်အလီနိုင်ငံတကာလေဆိပ်ဟာ UPS အမြန်ချောပို့လုပ်ငန်းရဲ့ကုန်ပစ္စည်းဖြန့်ဖြူးရေးဗဟုဌာနအဖြစ်အသုံးပြုပါတယ်။ခုပြန်ကြားခဲ့တဲ့လေယာဉ်ခီးစဉ်အမှတ်296ဟာလည်းဟာဝိုင်ပြည်နယ်ဟိုနိုလူလူမြို့ကိုမိုင်ပေါင်း4300ခီးစဉ်ကိုပြန်တမ်းဖို့ဖြစ်ပါတယ်။ဒေသစံတော်ချိန်ညနေ9:15မိနစ်လောက်မှာလေယာဉ်ပြေးလမ်းကနေအချိန်ဆယူခဲ့ပြီးလေယာဉ်အချိန်နှုန်းတနာရီကို134မိုင်အထိရောက်ရှိခဲ့တာကို Flight Radar 24 website မှာဖော်ပြပါတယ်။ ကုန်တင်လေးဟာအမြင့်ဘေ185ဘီထိတက်နိုင်ခဲ့ပြီးလေရင်ကွင်းခြံစည်းရုပ်ကျော်လေစိတ်ပြင်ပတ်အဆအုံနဲ့ခြံဝင်းတွေပေါ်ကိုပြန်ချခဲ့တာလို့လေရင်ဘေးကင်းလုံခြုံရေးဘုတ်အဖွဲ့ကဆိုပါတယ်ရှင်။ စတြေးလျနိုင်ငံဟာသက်ဆက်6နှစ်အောက်ကလေးတွေကိုဆိုရှယ်လူမှုကွန်ရက်သုံးစွဲမှုကိုပထမဆုံးပိတ်ပင်တဲ့နိုင်ငံဖြစ်လာပါတော့မယ်။လာမယ့်ဒီဇင်ဘာလမှာစတင်အကောင့်ထည့်ဖို့မယ်။ကလေးသင်ငယ်တွေပေါ်ဆိုရှယ်မီဒီယာပိတ်ပင်မှုမှာဆိုရှယ်ပလက်ဖောင်းကိုကူပါဝင်မယ်လို့ဆိုရအာနာပိုင်တွေကပြောဆိုပါတယ်။ကလေးတွေကလေးဘဝကိုပိုင်ဆိုင်စေဖို့နဲ့မိဘတွေလည်းစိတ်အေးချမ်းသာနေစေနိုင်ဖို့ပါလို့ ဩစတြေးလျစက်သွေးရေးဝန်ကြီးကပြောဆိုပါရယ်ဝန်ကြီးအနီကဝဲစ်ကတော့ Facebook, Instagram, TikTok, X နဲ့ YouTube လို့အဓိက platform တွေဒီပိတ်ပင်မှုမှာပါဝင်မယ်လို့ပြောပါရယ်ဒီဥပဒေအသေးအရလူမှုကွန်ရက်မီဒီယာကုမ္ပဏီတွေဟာအသက်16နှစ်အောက်ကလေးတွေအကောင့်အသစ်ဖွင့်တာဒါမှမဟုတ်လက်ရှိအကောင့်တွေကိုဆက်လက်ထားရှိတာကိုတားဆီးဆောင်ရွက်ရမှာဖြစ်ပါရယ်ဒီဥပဒေဟာဒီဇင်ဘာလ10ရက်နေ့ကစပြီးအသက်ဝင်မှာပါ social media platform ကုမ္ပဏီတွေကတော့သူတို့နဲ့ လုံလောက်တဲ့ဆွေးနွေးမှုမရှိဘဲအစိုးရကအခုလိုဆုံးဖြတ်ခဲ့တာဖြစ်လို့ဒီပိတ်ပင်မှုကိုကန့်ကွက်နေကြပါတယ်။ဒါပေမဲ့ Facebook နဲ့ Instagram တို့ကိုပိုင်ဆိုင်တဲ့ Meta လို့ company တချို့ကတော့ဒီဥပဒေတစ်ကိုလိုက်နာပါမယ်လို့ပြောပါတယ်။ဒီမူဝါဒလက်တွေ့ထိရောက်မှုရှိမရှိပေါ့လေလာသူအချို့ကတန်တရားဖြစ်နေကြပါတယ်။သုံးပြုသူကလေးတဦးရဲ့အသက်ကိုဘယ်လိုအတည်ပြုမလဲဆိုတာမျိုးဤပညာဆိုင်ရာစိန်ခေါ်မှုတွေကိုလည်းလေ့လာသူတွေကထောက်ပြကြပါတယ်ရှင်။